ားလုံးပဲမင်္ဂလာပါချင်းရဒီအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရဒီကနေ့2025ခုနှစ်မေလ10ရက်နေ့အတွက်ခုံနုံတုံချင်းရဒီရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့အစမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မင်းတမျိုးကအစိုးရအဆောက်အဦးနဲ့နေအိမ်တွေလေကြောင်းတိုက်ခိုက်ခံရပြီးတော့အယက်သားတေဆုံးမှုတွေလည်းရှိနေတဲ့သတင်းစကောင်စီကြောင့်အေဂျီလာအတွင်မှအမျိုးသမီး80ကျော်တေဆုံးသွားတဲ့သတင်းကလေးမျိုးမှာ ကားတိုက်ခံရမှုကြောင့်အမျိုးသမီး2ဦးပွဲချင်းသေဆုံးသွားတဲ့တရင်နဲ့မူရည်စေဝါကြောင့်ဖန်စီခံရသူ၄ဦးနဲ့မိသားစုဝင်တွေကိုမစိုးလုံငယ်အသင်းဝရမဲကမြမာပြည်ပြန်ဖို့နှင်ထုတ်စတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်မင်းတမျိုးပေါ်ကအစိုးရအစိုးအုပ်နဲ့လူနေအိမ်တွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးအယက်သားပြည်သူတွေသေဆုံးမှုရှိနေတယ်လို့မင်းတမျိုးနယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့အစည်းကတီးရပါတယ်ရှမနဲ့မေလ9ရက်နေ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုနေ့လယ်တနာယူခွဲခမပြုတ်လုချင်းဖြစ်ပြီးတော့မင်းတမျိုးအနေဝင်ချိန်ကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာလူနေအိမ်တချို့ထိခိုက်ပျက်စီးမှုရှိတဲ့အပြင်ပမာဏကြီးမားကြောင်းဓာတ်ပုံသစ်သေးတွေနဲ့မင်းတပ်ပါအဖကမေလ9ရက်နေ့ကတည်င်းထုတ်ပြန်လိုက်တာပါ နေ့လယ်2နာရီ40ခန့်မှာလဲမင်းတပ်မြို့ပေါ်ကိုဂျက်ဖိုင်တာနဲ့ထပ်မံပုံကျဲတိုက်ခိုက်ပြီးတော့အဆိုးရအဆောက်အုံနဲ့ဝင်ထမ်းအင်အားတွေထိခိုက်ပျက်စီးပြီးအရက်သားပြည်သူတွေအသက်ဆုံးရှုံးမှုရှိခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူအမျိုးသား၃ဦးသေဆုံးသွားကြောင်းချင်းဒေသတွင်သတင်းဌာနတချို့ကဖော်ပြထားပေမဲ့ခုံနှုံးသူအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး မင်းတပ်မြုပ်ပေါ်လေးချောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ပြည်သူထိခိုက်ဒေဆုံမှုအဆောက်အအုံပျက်စီးမှုတွေအကြောင်းမင်းတပ်မြုပ်ပအဖတာဝန်ရှိသူစီကမေလ၈ရက်နေ့နေ့လယ်ပိုင်းအထိဆက်သွင်းမေးမြန်းခဲ့ပေမဲ့မရရှိသေးပါဘူး။အပြည်လ၁၆ရက်နေ့ကလည်းမင်းတပ်မြုပ်ပေါ်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ပြီးတော့အစိုးရယုံအဆောက်အအုံတစ်ခုနဲ့ဝင်ထမ်းအင်အားနှလုံးလူနေအိမ်၄လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီဟာချင်းမြင့်နယ်တောင်ပိုင်းမင်းတပ်နဲ့ကမ်ပလက်မြို့တို့ကိုလေဆောင်တိုက်ခိုက်မှုတွေခက်စိတ်စိတ်ပြုလုပ်နေပြီးတော့အစိုးရအဆောက်အအုံတွေနဲ့လူနေအိမ်တွေထိခိုက်ကျက်စီးမှုတွေဖြစ်ပွားနေကြောင်းအရက်သားပြည်သူတွေမှလည်းထိခိုက်ဒေဆုံးမှုတွေရှိနေကြောင်းသိရပါတယ်မင်းတမျိုးကို CDF မင်းတပ်ကတိမ့်ပိုက်ထိန်းချုပ်ထားပြီးတဲ့နောက်ပြန်လည်ထူထောင်ရင်းနဲ့ပြန်လည်နေရာချထားရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ကအုတ်ထုတ်ရရနေရလဲပတ်လျက် ရှိနေပါရှင့် ောက်တရင်တဘောကတော့စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အင်ဂျင်လာအတွင်မှာချင်းအပါဝင်နိုင်ငံတဝန်ကအမျိုးသမီး80ကျော်တေဆုံးကအယောက်90ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့မြမအမျိုးသမီးတမက်က BWU ကထုတ်ပြန်လိုက်ပါတယ်အပြည်လာတရနေ့ကနေအပြည်လာ30ရက်နေ့အတွင်းနိုင်ငံတော်ဝန်မှရှိတဲ့ချင်းမိနယ်အပါအဝင်တိုင်းနယ်ပြည်နယ်10ခုကနေအမျိုးသမီး80ဦးတည်ဆုံခဲ့တာလို့ဆိုပါရယ် စကောင်စီရဲ့လက်ချက်ကြောင့်ချင်းပြည်နယ်ကနေအမျိုးသမီး၄ဦး၊စကိုင်းတိုင်းဒေသကြီးကနေအယောက်၃၀၊မန္တလေးတိုင်းဒေသကြီးကနေ၁၄ယောက်၊မကွေးတိုင်းဒေသကြီးမှာ၄ယောက်၊ရခိုင်ပြည်နယ်မှာ၄ယောက်၊ချမ်းပြည်နယ်မှာ၁ယောက်၊ကရင်နီပြည်နယ်မှာ၃ယောက်၊ပဲခူးတိုင်းဒေသကြီးမှာ၅ယောက်၊ခရင်ပြည်နယ်မှာ၄ယောက်နဲ့မွန်ပြည်နယ်မှာ၂ယောက်တည်ဆုံခဲ့ရကြောင်းထုတ်ပြန်ချက်အရသိရပါတယ်။ အသက်သေဆုံးခဲ့ရတဲ့အမျိုးသမီး82ဦးထဲမှာအသက်16နှစ်အောက်ကလေးငယ်73ဦးလည်းပါဝင်တယ်လို့မြမအမျိုးသမီးများတမဲကအဖွဲ့ကပြောပါတယ်အဆိုပါတေဆုံးသူနဲ့ထိခိုက်တိုင်းရရရှိသူအမျိုးသမီးတွေဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူ59ဦးနဲ့ထိခိုက်တိုင်းရရရှိသူအယောက်၄၀လက်နက်ကြီးပစ်ခတ်မှုကြောင့်တေဆုံးသူ9ဦးနဲ့တိုင်းရရရှိသူ9ဦးတပ်ဖြတ်ခံရမှုကြောင့်တေဆုံးသူ9ဦးမြင်းမြုပ်မိုင်းကြောင့်တိုင်းရရရှိသူ၄ဦးရှိတဲ့အပြင် အရခတက်ဖွဲ့ဝင်ကနေမတိမ်ကျုပ်ချင်းချင်းကြောင့်အမျိုးသမီးတို့ထိခိုက်တိုင်ရာရရှိခဲ့တယ်လို့၎င်းအဖွဲ့ကထုတ်ပြန်ထားပါတယ်။အခုဖော်ပြထားတဲ့အချက်လက်တွေကတော့မြမအမျိုးသမီးသမိတ်ကကတိကျခိုင်လုံတဲ့သတင်းမီဒီယာတွေရဲ့သတင်းအချက်လက်တွေကိုစောင့်ကြည့်မှတ်တမ်းကောက်ယူပြီးမြေပြင်ကနေကောက်ယူထားတဲ့အချက်လက်တွေကိုပြန်လည်စုစည်းတင်ပြထားခြင်းဖြစ်ပါတယ်။တော်တော်လေးအခုဖော်ပြတဲ့အချက်လက်ဂိင်္ဂနန်တွေဟာမြေပြင်အခြေအနေမှာဒီထက်မကပုံမများပြားနိုင်တယ်လို့လည်း၎င်းကဆိုထားပါတယ်။ မလ28ရက်နေ့ကမြန်မာနိုင်ငံမှာပြင်းထန်ငလင်လုတ်ခတ်ပြီးတဲ့နောက်ပိုင်းတော်လိုင်းရေးတပ်ဖွဲ့တွေအပါအဝင်စစ်ကောင်စီကငလင်ဘေးကိုငေကယ်စေရဲ့အတွက်ယာယီအပြစ်ရစဲကြောင်းအတိအသေးကြေညာခဲ့ပေမဲ့စစ်ကောင်စီကအပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်ကျူးလွန်ခဲ့တဲ့အတွက်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေနေ့စဉ်နဲ့အမျှအသက်ဆုံးရှုံးခဲ့ရတယ်လို့ BWU ကထုတ်ပြန်ထားပါတယ်ရှင်။ နောက်သတင်းတပုတ်ကတော့စကိုင်းတိုင်းကလေးမြို့မွန်လိုက်ရက်ကွက်ဘူချောက်လမ်းမပေါ်မှာမေလ9ရက်နေ့ရှမနေ့ညနေ4နာရီဝန်းကျင်ခန့်ကစိုက်ကစည်းလာတဲ့အမျိုးသမီးနှုတ်အိုးကိုစကတ်ကားတစ်စီးကအနောက်ကနေဝင်တိုက်မိခဲ့တာကြောင့်အမျိုးသမီးနှုတ်အိုးဟာပွဲချင်းပြီးတိဆုံခဲ့ရတယ်လို့သိရပါတယ်။စကတ်ရင် အမျိုးစားကုန်တင်ကတစ်စီးဟာအချိန်ချင်းချင်းနဲ့မောင်းလာခဲ့ပြီးတော့အမျိုးသမီးနှစ်ယောက်စည်းလာတဲ့စိုက်ကကိုအနောက်ကနေဝင်တိုက်မိခဲ့ပြီးတဲ့နောက်မရက်ခဲ့ပဲ တက်ကြိတ်ပြီးမောင်းကြီးသွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်တည်ဆုံးသွားသူဟာကလေးလေးယောက်မိခင်ဖြစ်သူအသက်44နှစ်အရွယ်နူးမာဂရက်မန်ဂိုလိုနဲ့အသက်19နှစ်အရွယ်ဂျီယာစတဲလာချင်ဆမ်မွန်တို့ဖြစ်ပြီးတွန်းစာမြို့နယ်ကနေကလေးမျိုးကိုရောက်လာသူတွေလို့ဆိုပါရီ နိုမာဂရက်မန်ဂိုလွန်ကိုကလေးမျိုးတောက်ဦးတီတာရက်ွက်ကနေမေလ9ရက်နေ့မှာတကြိုသားမှဖြစ်ပြီးတော့လျချင်းဆက်မွန်ရဲ့အလောင်းကိုတော့တွန်းဆောင်မျိုးကိုတည်ဆောင်ပြီးတကြိုသားမယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့မီဆိုရမ်ပြည်နယ်ဂျမ်ဖိုင်ခရိုင်မှာမူရဲဆေးဝါးကြောင့်ဖမ်းဆီးခံရသူစစ်ပေးဆောင်၄ဦးနဲ့၎င်းတို့ရဲ့မိသားစုဝင်အလုံးကိုမီဆိုလူငယ်အသင်းဝရမဲကရက်ွက်ထဲကနေနေခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံကိုပြန်ဖို့နင်းထုတ်လိုက်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ3ရက်နေ့ကစံဖိုင်းခရိုင်မိုးရစ်စေဝါတိုက်ဖြတ်ရေးဌာနကမင်းဖြူလေးဟောင်ကိုပိုင်ရှင်လို့ယူဆရတဲ့ဆောင်းရမ်ထန်ကဖရန်ထန်ပူယာဆောင်းရမ်မော်ရင်နဲ့နှုတ်ခန်ထန်ကတို့ကနေဖန်စီရမိခဲ့ပြီးတော့စုံစမ်းစစ်ဆေးမေးမြန်းပြီးတဲ့နောက်နှုတ်ခန်ထန်ကမအပစံသုံးအိုစလုံးကိုအချင်းထောင်ကိုပို့ဆောင်ခဲ့ကြတယ်လို့မီဇိုရမ်ဒေသရင်းတည်င်းဌာနမှပေါ်ပြပါဗျာ။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးချမ်ဖိုင်းမြို့ခဏရက်ကွက်မစ်ဆုံလုံငယ်အသင်းဝရမဲကချိန်ညာချက်ထုတ်ပြန်ကမူရဲ့စေဝါကြောင့်ဖန်းစီခံရတဲ့လေးဦးမှ၎င်းတို့ရက်ကွက်အတွင်းစပေးရှောင်းသူတွေအဖြစ်လာရောက်နေထိုင်သူတွေဖြစ်ကြပြီးတော့အစိုးရနဲ့ဝန်ရမဲတို့ကနေတိုက်ဖြတ်နေတဲ့မိုးရက်စေဝါနဲ့ပတ်သက်ဆက်နွယ်မှုရှိတဲ့အတွက်၎င်းတို့ရဲ့မိသားစုဝင်တွေစပေးရှောင်းတွေဖြစ်ကြပေမဲ့လည်းမြန်မာနိုင်ငံကိုပြန်ချဖို့အတိပေးခဲ့ကြောင်းဖော်ပြထားပါတယ်။ မေလ9ရက်နေ့မကုံဆုံးပြီမြန်မာနိုင်ငံကိုပြန်သွားကြဖို့အတိပေးထားပြီးတော့အချင်းထောင်တဲ့ရောက်ရှိနေသူတွေလည်းထောင်ကနေလွတ်မြောက်လာတဲ့အခါမြန်မာနိုင်ငံကိုချက်ချင်းပြန်သွားဖို့အတိပေးထားတယ်လို့ဖော်ပြထားပါတယ်။မွေးရစေဝါကြောင့်ဖမ်းဆီးခံရတဲ့အဲ့ဒီလေးအိုဟာချင်းလူမျိုးတွေဖြစ်ကြပြီးတော့မြန်မာနိုင်ငံကဘယ်ဒေသမှာနေထိုင်နေသူတွေဆိုတာကိုတော့ဖော်ပြထားခြင်းမရှိပါဘူးရှင်။ ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်